ပြည်ဝပြည်သူများအလုံးမင်္ဂလာပါခင်ဗျဒီကနေ့ကျွန်တော်ဥကြော်ကြော်ဆိုးလမ်းမတော်မောင်ယူကနေပြီးတော့မောင်ယူပြောပြစီဆိုတဲ့စကားလေးတွေကိုကျွန်တော်ပြည်ဝပြည်သူများပြောပြစီခင်ဗျအဲ့တော့ကျွန်တော်ဥကြော်ကြော်ဆိုးလမ်းမတော်မောင်ယူလမ်းမတော်မဆန္ဒနဲ့ရပြည်သူတန်ခိုင်နေတဲ့ ရွေးပါတီကိုစားပြုလွတ်တော်လူကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ဒီနေ့လက်မတော်မောင်ယူပြောပြစေတဲ့ခေါင်းစဉ်ကတော့ဒီအွေရွှေ့ကြစိုးရဲ့ဆိုတဲ့ခေါင်းစဉ်ပါပဲကောင်းပြီအဲ့တော့ဒီအွေရွှေ့ကြဆိုဘယ်အွေလဲဘာရွှေ့မှာလဲလို့ကျွန်တော်သင်ပြပါမှာခင်ဗျအွေဆိုတော့ဒီနေ့ကျွန်တော်တို့ နိုင်ငံတော်ကကျင်းပတော့မယ်ကျွန်တော်တို့ပါတီစုံဒီမိုကရေစီအထူးထူးရေကောက်ပွဲကြီးနဲ့ကျင်းပပြီးတော့ရွှေမှာပြစ်ပါတယ်ဘယ်ရွှေလို့လဲဆိုတော့ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတော်ဆိုတဲ့အရွေရောင်ရွှေကြမှာဖြစ်ပါ မှန်တော့လည်းဗျာကျွန်တော်တို့ဒီအယူရဆိုတာကအခုကကျွန်တော်တို့ရွှေ့ကြလာမှုဒီယူကျွန်တော်တို့တတ်မတော်အစိုးရလက်ထက်ကနေပြီးတော့ဒီအယူကိုရွှေ့လာတယ်အကြမ်းမြင့်ပေါ်ဗျာကျွန်တော်မှတ်မိတော့တော့ကျွန်တော်တို့ အဲ S LORC လို့ခေါ်တဲ့နိုင်ငံတော်ငြိမ်းပီပြတ်မှုတရားရေးအဖွဲ့နောက် SPGC လို့ခေါ်တဲ့နိုင်ငံတော်အေဂျင်တိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီဒီတက်မလို့သူ့အခက်တွေမှာကျွန်တော်တို့ကနေလျော်ညီနဲ့ပြည်သူလူထုတွေတောင်းတတဲ့ပါတီသုံးဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံရေးစနစ်ကိုရွှေ့ခဲ့ကြတာဗျာ အလုံးမှတ်မိမှာပေါ့ကျွန်တော်တို့ SP DC ခင်မှာကျွန်တော်တို့ road map လို့ခေါ်တဲ့လမ်းပြမြေပုံခုနှစ်ချက်နဲ့ကျွန်တော်တို့နောက်ဆုံးမှာဒီလမ်းပြမြေပုံခုနှစ်ချက်ရဲ့နောက်ဆုံးမှာဖွဲ့စည်းပုံအခြေခံဥပဒေတရပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်းမှာဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီကျင်းပါတဲ့ပါတီစံဒီမိုကရေစီအထူးထူးရေကောက်ပွဲကြီးကနေပေါ်လာတဲ့အစိုးရတွေကိုအာဏာပြောက်ပြုတ်မိမယ်လို့တတ်မှာက အတိအကျဒီလိုယူမှတ်ချက်ထားပြီးတော့ဒီအရွေးကိုရွှေ့ခဲ့ကြတာဗျဒါအမှန်တရားပါဒါအမှန်တရားပါရွှေ့ခဲ့လို့လဲကျွန်တော်တို့2030မှာကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ပါတီသုံးဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျွန်တော်တို့ကျင်းပခဲ့တာဖြစ်ပါတယ် ီရွေးကောက်ပွဲကနေပေါ်လာတဲ့သမ္မတဥသိသိကျွန်တော်တို့ဥဆောင်တဲ့အစိုးရအဖွဲ့ကိုကျွန်တော်တို့နိုင်ငံတော်အေဂျင့်တိုင်းနဲ့ပူးပြီးကောင်စည်းလို့ခေါ်တဲ့ကျွန်တော်တက်မော်အစိုးရနေပြီးတော့နိုင်ငံတော်အနာကိုလွှတ်ပြောင်းပေးတာအလုံးသိပါပဲဒါရွေ့လေကျွန်တော်တို့ဒါရွေ့ပါရုပ်မဲ့ခုနှစ်ချက်အရာဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံခြေကဥပဒေနဲ့အညီဖွဲ့စည်းပုံခြေကဥပဒေတောင့်ရှင်းတဲ့အညီဖြစ်ပေါ်လာတဲ့အညီပြုတ်လုတဲ့ပေါ့ဗျာပြုတ်လုတဲ့ကျွန်တော်ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲကနေပေါ်လာတဲ့ရွေးကောက်ကံမစိုးရအောင်အလွှတ်ပြောင်းပြီးတာဒါအယူဒါအယူပါဒီလိုနဲ့ပဲဆက်လိုက်ပြီးတော့သမိုင်းဥသိသိလက်ထမဟိုဂျပန်ရွေးကောက်ပွဲပြုတ်တယ်ဒီနောက်မှာတော့2000 15ခုနှစ်မှာပေါ့အောင်သေးရပဲဒုတိယအကြိမ်ကျွန်တော်တို့ပါတီစုံဒီမိုကရေစီအထူးရေးရွေးကောက်ပွဲယူကျင်းပပြီးတော့နိုင်ရပါတီကိုဖွဲ့တဲ့အနိုင်ရပါတီကဖွဲ့တဲ့အစိုးရဖွဲ့ဟူကျွန်တော်တို့2010ရွေးကောက်အစိုးရနေပြီးတော့ဆက်လက်ပြီးတော့နိုင်ငံတော်ဝန်တွေတွေ့ပြောင်းပေးတာပါပေးတာပါ ြောချင်တာကဒီပါတီစုံဒီမိုကရေစီအထူးထူးရုပ်ောက်ပွဲအရွေ့ကိုဆွေလာလာကကျွန်တော်တို့တတ်မလို့ဆွေရလို့ဒီလိုခိုင်ခင်မှာပြောချင်ပါတယ်သဘောထားချင်းမတူရင်လည်းကျွန်တော်တို့တိုင်းချခံကြပါတိုင်းချခံကြပါအဲ့တော့ဒီရွေ့ကိုဆွေလာဒီလိုဆွေခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့2020ခုနှစ်ပါတီစုံဒီဒီမိုကရေစီအထူးရုပ်ောက်ပွဲမှာ အကြောင်းကြောင်းတော့မဲကျွန်တော်တို့ရှုပ်ရှင်းနေအေးပေါ့ဗျာမသမာမှုပဲခေါ်မလားနော်ဒီလိုဖြစ်တာကြောင့်ကျွန်တော်ဒီမဲမသမာမှုတွေကြောင့်ဒီဟာကိုဥပဒေနဲ့ညီစိမို့လွတ်မို့ဟောတောင်းဆိုတဲ့အချိန်မှာရှင်းညလင်းညခြင်းမပြုခဲ့နဲ့ကျွန်တော်တို့ဟိုနိုင်ငံတော်အာဏာကိုဟိုရယူဖို့လို့ဆက်လက်နေရယူဖို့ စူးစားကြတဲ့အတွဲတပ်မတော်အနေနဲ့ကျွန်တော်တို့ဖွဲ့စည်းပုံခြေခံဥပဒေနဲ့အညီနိုင်ငံတော်ဝင်ထိမ့်သိမ့်လိုက်ရတာဖြစ်ပါတယ်။တို့ရတွင်လူချင်းလို့ထိမ့်တာမဟုတ်ဘူးကျွန်တော်တို့ဒီဒီမိုကရေစီအရွေးကိုဆက်ရွှေ့ဖို့လို့ကျွန်တော်တို့ညီမှန်းကြံဖြစ်ပါတယ်။ဒီမိုကရေစီအရွေးကိုကျွန်တော်တို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲနဲ့ဖြစ်ပေါ်လာတဲ့တရားဝင်အစိုးရကိုလွှတ်ပြောင်းမှာဖြစ်ပေမဲ့ဒီလိုမင်းသမားမှုကြောင့် မဲမတော်မှာဘူးနဲ့ကျွန်တော်တို့အရမရိုက်မဲ့အခြေအနေကြောင့်ထိမ့်သိမ့်ပင်ထိမ့်သိမ့်ရလာဆိုပေမဲ့တက်မတော်နေနဲ့ထိမ့်သိမ့်တင်ကြတဲ့ကဒီမိုကရေစီရွေးကောက်ပွဲပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲကိုထပ်မံပြီးတော့လုပ်မယ်ဆိုတာဂရိကိုနဲ့ဖြစ်လာပါဒါကြောင့်မို့ဒီနေ့ဒီချိန်မှာလဲ2025ခုနှစ်ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲကိုတက်မတော်နေနဲ့မဖြစ် ဖြစ်အောင်လုပ်ပြီးတော့လက်ရှိအစိုးရအနေနဲ့မဖြစ်ဖြစ်အောင်လုပ်ပြီးတော့ပြည်သူအာဏာကိုပြည်သူပြန်မယ်ဒီမိုကရေစီအရွေးကိုကျွန်တော်ရွှေ့မှာဖြစ်ပါတယ်ဒီအရွေးရွှေ့ခြင်းတော့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့တိုင်းသားလူလုံသားပြည်သူတရားလုံးဝနေမဖြစ်ဖြစ်အောင်မအောင်အောင်ကြာရကဏ္ဍလေးပုံပါဝင်ပြီးတော့ဒီအရွေးကိုရွှေ့ကြမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောလိုပါတယ်ဒါလေးကိုကျွန်တော်တင်ပြလိုပါအောင်ကျေးဇူးတင်ပါတယ်